အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့မှာတော့စိုင်းဆရာမမက်ကျေဦးရေးသားထားတဲ့မြေတာမိုးရင်နဲ့အခြားဝတ္ထုတို့များစာအုပ်ထဲမှာသနီးမောင်ကျန်းဆိုတဲ့ဝတ္ထုတို့လေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်ဒီမှာကတော့စာဖတ်သူညလင်းကုန်ဖြစ်ပါတယ်ရှင်သနီးမောင်ကျန်းဒီမှာတွင်ရင်းနှီးကျွမ်းဝင်ချစ်ခင်ရသောတငယ်ချင်းများရှိပါတယ်အပြူကြီးလေးရောင်ဒီမှာနေဘဝတို့မိုးဆိုးမှတယောက်နဲ့ယောက်ျားနောက်အိမ်နောက်ပြုတ်သွား၍ တခုလက်ဘဝနဲ့ကြံခဲ့သူတရားစုစုပေါင်း6ယောက်ဖြစ်ပါတယ်။ညီအမမြမကတော့တန်ရောစင်နဲ့ကျောင်းနေစဉ်အရွယ်မှာယခုအသက်50ကျော်သည့်တိုင်တဘူးတွတ်တွဲမခွဲခဲ့ကြပါ။တယောက်အကြောင်းကိစ္စရှိရင်တယောက်ကရိုင်းပင်ကိုကြီးဆွေးနွေးနိုင်ရန်ကျမတို့မျိုးဤတခုရီတော်လက်ဖြစ်ဆိုင်လေးတွင်သုံးစည်းတတ်ကြပါရဲ့။ဤဆိုင်လေးမှာပင် အကြံဉာဏ်များအားပေးမှုများသုံးဖြတ်ချက်များနှင့် ဝိုင်းဝန်းကူညီတောက်လျှောက်ကြပါရယ်။ကျမတို့တငယ်ချင်းတစုံဤအတွဲညီမအသက်ကြီးသည့်အထီးအခင်အမေမပြဲကြီးမုံများအပေါ်ဤမြို့ငယ်လေးမှာ လူတော်တော်များများကချီးကျူး၍အံ့ဩကြပါရယ်။ကျမတို့အထဲတွင် ရှေးဦးစွာမုံဆိုးမှ ဖြစ်သွားရှာသူစိန်စိန်သည်ညီသည့်ကိစ္စကိုမစိုးဥဆောင်လုတ်တက်၍ဥဆောင်ပြေရှင်းပေးတတ်သူဖြစ်ပါれ။မိမသားတို့၏နှူးညံ့သောစိတ်ဓာတ်နှင့် ယောက်ျားကောင်းတို့၏အတွေ့အစာမထားတတ်သောစိတ်ဓာတ်များပေါင်းစည်းကတငယ်ချင်းအလုံးအတွေ့နှင့်မိသားစုအတွေ့ပေးဆက်တတ်သူဖြစ်ပါれ။မြို့မှဈေးထဲတွင်ကုံစိမ့်တိုင်ဖွင့်ကစည်းဝါးရှာသူစိမ့်စိမ့်တို့ဇနီးမောင်နှံတွင်စိမ့်စိမ့်ခင်မောသည် နနေ့နနာ၏အချိန်အိယာမှထကဘူတာယုံတို့သွား၍ကုံစိမ့်များယူပြီးဈေးထဲတွင်စိမ့်စိမ့်ကလက်လီလက်ကရောင်းချရပါれ။ ိတ်စေတနာကောင်းသူများဖြစ်၍အယောင်အဝယ်အားလည်းကောင်းလာပါတယ်။ထို့ကြောင့်စီးပွားရေးတောင်းတခိုင်မာလာစင်ပါပဲ။သိစိတ်အမျိုးသားသည်ရုတ်တရက်သွေးပေါင်ချိန်မြင့်တက်ခါဥနောက်သွေးကြောပြတ်၍ကွယ်လွန်ခဲ့ပါတယ်။သိစိတ်ခမားညက်ရည်ပေါင်ကြီးများတလိမ့်လည်းစီစင်ရင်တဲထန်စွာငိုကြွေးနေသည်ကိုပြည့်တဲ့စကားမပြောတတ်ကြပဲသိစိတ်နဲ့အတူကျမတို့တငယ်ချင်းတို့ ရောရောင်၍ငိုကြွေးကြပါれ။စင်စင်ဤသားနှင့်သမီးတွေလည်းမိခင်မျက်နှာအားတမုံမုံကြည့်ကငိုကြွေးကြပါれ။ငိုတမ်းများစုညံနေစဉ်စင်စင်သည်ရဲ့ရည်များတုံလျက်အငိုတိတ်ကငါမငိုတော့ဘူး။နင်တို့လည်းမငိုတော့နဲ့။တိတ်တော့ဟိုဆိုလျက်ရဲ့ရည်တိတ်ခဲ့သည်မှာယခုအထိပင်ဖြစ်ပါれ။ရက်လည်ပြီး၍တငယ်ချင်းအားလုံးစုကစင်စင်ဤဘဝရှိရေးကိုဆွေးနွေးတိုင်ပင်ကြပါれ။ ကုံစိမ့်တိုင်းတက်လက်ဖွင့်ရန်နဲ့ကုံစိမ့်တဲယူရန် မနစ်နှစ်နာရီအချိန်သွားရမည်ကိစ္စကိုစဉ်းစားကြပါရစေ။ကျဲမြင့်တနေရာသို့စူးစိုက်စွာကြည့်ရင်စဉ်းစားနေရတူသောစိတ်စိတ်သည်တမတို့အာလုံးဘက်သို့လှဲကာမနစ်ဘုဒ္ဓကိုကုံစိမ့်တွင်ငါသွားယူမယ်။နေသွားယူလို့ဘယ်ဖြစ်မလဲစိတ်စိတ်ရဲ့။နေရမင်းကလေးမနစ်အစောကြီးဘယ်အဖို့နဲ့သွားမလဲ။ရပါတယ်။သားနဲ့သမီးခေါ်သွားမယ်။ ၄နိုင်မှသွားမယ်။ဖောက်တဲ့တွေကိုစောင့်ပေးဖို့တောင်းမှန်မယ်။ကလေးတွေနဲ့အတူတူရှိနေငါဘာမှမကြောက်ဘူး။သို့တော့စိမ့်စဲသည်စိတ်ကားထက်တွင်ကလေးနှစ်ယောက်နှင့်ကုံစင်းချင်းောင်းများတင်ကမနေ့၄နိုင်တွင်ထား၍တနစ်တာလုပ်ငန်းစခဲ့ပါတယ်။ခင်မုန်းတဲ့ရှိစဉ်ကဝစ်စင်ခဲ့သောကျက်အင်းကြီးဖားဖားများကိုဝစ်စင်၍အုတ်ထုတ်ငိုင်ငိုင်စောင်းထားသောစိမ့်စဲဤပုံသဏ္ဍာန်သည် မနေ့ဝေလီဝေလင်းအချိန်တွင် ယောက်ျားတအိုးကဲ့သို့မြင်ရတယ်။အနိကက်ကြည့်လျင်လဲတနခါမရှိသော မျက်နှာပြောင်နှင့်သပင်တုံညှက်ထား၍ကွန်ကြိုများနှင့်မဲညစ်နေသော သွားများကြောင့်ရင့်ထော်ကြမ်းရှာနေသောစိမ့်စိမ့်ရုပ်ရည်သည်လှတာမြင်လျင်ပြမကျင်တက်ကြတဲ့တချို့သောယောက်ျားသားများ၏အန္တရာယ်မှအနှင်းငယ်လွကင်းခဲ့တယ်။စိမ့်စိမ့်အမျိုးသားပွေလွန်ပြီးရှစ်လမြောက်အကြာတွင် လေးဖြတ်ထားသောဝိဒနာကို ၃နှစ်ကျော်များခံစားပြီးတမအီခင်မောသည်လည်းကွယ်လွန်ခဲ့ပါတယ်။စိန်စိန်သည် သူ့သားနှင့်သမီးအားခေါ်ကတမအနာတွင်စောင့်ရှောက်ပေးခဲ့ပါတယ်။သူကရှေ့ကသွားရင်သူကနောက်ကသွားရမယ်။ငိုတဲ့သူမှပင်ပန်းသလိုငိုတန်ကြားတဲ့သူလည်းသွားလမ်းမပြောင်းဖြစ်တတ်တယ်။ခလေးအတွက်ပဲစဉ်းစားဟုပြောကတမအားရင်တွင်ပွေဖဲ၍ပြေးသိပ်ပေးခဲ့ပါတယ်။ဖခင်မဲ့သွားသောတမ၏သားသည်လည်းကော တင်စင်ဤသားနှင့်သမီးသည်၎င်းတခုလည်းတငယ်ချင်းမှမွေးထားသောကလေးလေးဦးသည်၎င်းအပြိုကြီးတငယ်ချင်းများနှင့်နှွေးထွေးလုံးကြုံသောမိခင်ကောင်းများအရင်ကွယ်တွင် လိမ္မာသောစတော်သောထူးချွန်ထက်မြက်သောကလေးများအဖြစ်ရှင်တန်ကြည်ပြင်းလာခဲ့ပါသည်။လိမ္မာ၍ထူးချွန်ထက်မြက်သောသတင်းများကြောင့်စိမ့်စိမ့်ဤသားချင်းသည်ဤပညာတက်ကတော်မှာဘီအီးဘွဲ့ရရှိပြီးလျင် တမီးရှင်များမျက်စိကြာ၍အိမ်နောက်ဘက်အဖြစ်တက်မှတ်ခံရသူဖြစ်ပါတယ်။မိန်းကလေးဘက်မှအကုန်ကြခံကထိမ်းများလက်ထပ်ပွဲပြုလုပ်ရန်ကိစ္စနဲ့ပတ်သက်ပြီးကျမအားတိုင်မရန်လူကြုံအမှားရှိလာ၍စိတ်စိတ်ရှိရာစီတဲ့သို့ကျမရောက်ရှိသွားခြင်းတွင်စိတ်စိတ်သည်အမျိုးသမီးတို့နှင့်ဂေါ်ဘီနှင့်ပန်းဂေါ်ဘီတို့များအယားအဝယ်ပြုနေသည်ကိုကျမနားထောင်နေမိတယ်။လက်ကောက်အကွင်း20ခန်းဝတ်ထားသော ထိုအမျိုးသမီးသည်ငွေ90တရာကိုစစ်ကားနန်းနန်းပင်နဲ့စစ်တော်မိန်းများကို အလဲကားတောင်းယူသွားတယ်။ထိုအမျိုးသမီးထွက်သွားမှစင်စင်သည်တမဘက်သို့လှည့်ကားစကားပြောတယ်။အလုတ်ကိုအမြန်လက်စတတ်ချင်ပါတယ်ဆိုမှတင်းဒီကုန်းတင်းင်းသည်နဲ့လာတိုးနေတယ်။စင်စင်စကားကိုနားမရှင်း၍ဘာပြောတာလဲ။တင်းဒီကုန်းတင်းင်းသည်ဆိုတာဘာလဲဟိုထမ်းမဲလျင်အဲ့ဒီအမျိုးသမီးကို တို့ဈေးတယ်တွေကနမ်းပြီးပေးထားတာလေတိန်ဒီကုန်းတင်းချင်းတွေကတိတ်စီတာတမတ်မှာသဘောကျစွာရေမောမိပါတယ်ဈေးတယ်များအပေါ်စီစီပိုပိုဆက်ဆံသူများကိုတိန်ဒီကုန်းတင်းချင်းတွေလိုသီးသီးဟိုအတိတ်ပဲဆူရှာမှုကိုလည်းအံ့ဩခဲ့ရပါတယ်တမတ်နဲ့ဆင်ဆင်ရေမောရင်လက်ပည့်ရဆိုင်သို့ထွက်ခဲ့ပါတယ်ဈေးအိမ်မျက်နှာစာဘက်တွင်ဖွင့်လှစ်ထားသောလက်ပည့်ရဆိုင်သည်ကျေပြန့်စီကားလာပါတယ် တိုင်ဤဘေးကမ်းတွင်လည်းဂိမ်းဆိုင်လေးတစ်ခုဖွင့်ထားသည်ကို တွေ့ရပါတယ်။တိုင်ရှင်ကိုမမောင်သည်တောက်နေကြစိတ်စိတ်အတွေ့မေးစရာမလိုတော့လေ။ကျမအတွေ့ဘာတောက်မလဲဟိုမေး၍ကျမကချိုစိမ့်ဟိုမှနေစင်ပါပင်။တိုင်ရှင်နဲ့ကျမတို့ကြားသူကိုမမောင်သားငယ်ရောက်လာပြီ။ဖခင်တန်ပက်ဆန်တောင်းနေတဲ့ကြားရပါတယ်။ကိုမမောင်သည်ကောင်တာအန်ဆွဲထဲမှာ900ရံတရွယ်ထုတ်ပေးလိုက်ပြီး တားဖြစ်သူအားဒိန်းစောမှုပတ်စံလိုခြင်းမျက်နှာကတမျိုးအိမ်မှာစာကြက်ခိုင်းရင်တော့မိုးဆိုးမှမျက်နှာနဲ့ထိုစကားတံကိုကြားလိုက်ရတော့ကျမတို့တငယ်ချင်းတယောက်တယောက်မျက်နှာတယောက်ကြည်လိုက်မိကြပါတယ်ကိုမမကိုသားကိုဆုံးမတာမိုးဆိုးမှမျက်နှာကဘာလို့ပါလာတာလဲဟုစိတ်စိတ်စကားအဆုံးတွင် ကိုမမောင်သည်အာနာသောမျက်နှာထားနဲ့ကတော့မမစရဲ့ကတော့ကျွန်တော်အမတို့နှစ်ယောက်ရှိနေတာ မေ့သွားလို့ပါဟို ပြပြကလေးတောင်းမှန်ရှာတယ်။တန်ရှင်ကိုမမောင်ဤတောင်းမှန်မှုကြောင့်ညှိတဲ့သွားသောစိတ်စိတ်သည်ဘာစကားမှမပြောတော့ပဲရင်းနှွေးချမ်းများကိုတခွဲ့ပြီးတခွဲ့ဆင့်တောင်းနေတယ်။တမသည်လည်းစိတ်စိတ်နေတူစိတ်မကောင်းခြင်းကြီးစွာဖြင့်စဉ်စားရင်ညှိတဲ့နေမိပါတယ်။မိုးဆိုးမှများဤမျက်နှာကိုတာယာမှုကင်းမဲ့ဆုံးအဖြစ်သတ်မှတ်ထားရှိချက်များကိုစဉ်စားတွေးတော်မြားခဲ့ပါ။ မိုးဆိုးဆိုတဲ့မှာတားခေါင်ကိုဖမ်းယူတက်ဖြတ်သူဟု အတိတ်ပဲရပြီမိမဆုံးပါ၍အသက်ရှင်ကျန်ရစ်သူယောက်ျားကိုမိုးဆိုးဖို့ယောက်ျားဆုံးပါ၍အသက်ရှင်ကျန်ရစ်သူမိမကိုမိုးဆိုးမှာဟုတင်ညာတတ်မှတ်ခဲ့ခြင်းကိုလည်းစဉ်းစားမြားခဲ့ပါအားကိုးရာခင်မုံမရှိ၍ကျမတို့နှလုံးသားများမตายရခဲ့ရတော့လေမိမိဤရင်သွေးများကြောင့် တမတို့ဤနှလုံးတစ်ဖက်ခမ်းသည်ထူးဆန်းစွာပင်နှာပချုံမြင်၍နှစ်လိုပွဲအတိဖြစ်ရသည်ကိုတမတို့မှတပါတခြားသူများခံစားသိနိုင်မည်မထင်ပါစိမ့်စိမ့်သည် အချိန်အတော်ကြာနှုတ်ဆက်နေပြီးမှစကားစပြောပါတယ်ငါသားကြီးရဲ့မင်္ဂလာကိစ္စကိုမင်းကလေးရှင်တွေဘက်ကအမြန်ဆုံးလုပ်ချင်ကြတယ်ဒီတစ်ပတ်တနင်္ဂနွေနေ့မှာဒို့မြို့မှာမင်္ဂလာဆွံ့ကြွေပြီးရန်ကုန်မှာအက်ခံပွဲလုပ်မယ် အဲ့ဒါကျန်တဲ့တငယ်ချင်းတွေကိုနင်ပြောပြပေးယနေ့မှတို့ထပ်ဆောင်ကြမယ်စိမ့်စိမ့်ဒီစကားကို တို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 ပြောကကျမနဲ့လမ်းခွဲခဲ့တယ်စိမ့်စိမ့်သားကြီးအင်းမင်္ဂလာပွဲတီငွေကြေးပြည့်စုံပြီးအတိုင်းဝန်ကောင်းသူများဖြင့်စီကားလာပါတယ်စိမ့်စိမ့်ဤဈေးမှာမိတ်ဆွေများတည်လဲမိုးဆိုးမှာတားဟိုအားငယ်စရာ မလိုရအောင်ပန်ဖို့ကူညီခဲ့ကြပါတယ်ကျမတို့မျိုးတွေမင်္ဂလာဆောင်ပြီး တပတ်ချကဂျန်ကုံစီရိုနာဟိုတယ်တွင်အခန့်ပွဲလုပ်မည်ဖြစ်၍တမတို့တငယ်ချင်းတို့စိတ်စိတ်နှင့်အတူဂျန်ကုံသို့လိုက်ပါရအောင်မယ်။ဘွဲရပြီးအလုံးမွင်ရသည်မီတားဤလုံစာကိုတပြားတစ်ချမ်းမှမစားရသေးခင်အိမ်နောက်ပြုတ်သွားသောတားအားစိတ်စိတ်သည်အပြစ်တင်ဟန်ညိုညင်ဟန်မရှိခဲ့ပါ။ပြေစုံချမ်းသာသောမိကလေးနှင့်လက်ထပ်ဖြစ်၍တားအတွေ့စိတ်အေးချမ်းသာနေဟန်ရှိပါသည်။ ကျမနဲ့အခြားသောငယ်ချင်းများမှာမိမသားတံမဲ့စိုက်ကားနှင်း၍ကုံစင်းရောက်ကပညာသင်ပေးခဲ့သောတာအားယူကျိုးမရဖြစ်၍ပျော်ရွှင်နေသောစိတ်စိတ်အားကြီးကတနာလှပါတယ်။စိတ်စိတ်သားကြီးသည် မင်္ဂလာပွဲပြီးသည်နှင့်ရန်ကုန်သို့မိန်းကလေးနှင့်အတူတပါးတည်းလိုက်ပါသွား၍စိတ်စိတ်နှင့်ကျမတို့မှာမင်္ဂလာရက်မရောက်ခင်တရက်အလိုမှရန်ကုန်သို့ရောက်ရှိသွားပါတယ်။ တင်းဆက်သမီးငယ်သည်လည်းကျမတို့နဲ့အတူမိန်းကလေးရှင်များဘက်မှစီစဉ်ပေးသော အခန်းတစ်ခုထဲတွင်စုပြီးတည်ကြပါရယ်ကျမတို့မျိုးတွင် မင်္ဂလာဆောင်စဉ်ကမြို့မမိတ်တူဆိုင်တွင်ဖိတ်စာရိုက်ခဲ့ပါရယ်ရန်ကုန်မြို့တွင်ကျင်းပသောဧကံပွဲဖိတ်စာကိုရန်ကုန်မှာရိုက်သည်ဖြစ်၍ထိုဖိတ်စာကိုတောင်းယူကြည့်ရှုခဲ့ပါရယ်ကျွေရောင်ဖောင်းကြွဆလုံးများနှင့်မွှေးကြိုင်တင်ပြနေသောစာရွက်ပေါ်တွင်ဒါချီထို ထဲပန်းပွင့်များကန့်လျက်မထီရဲ့မကန့်ရက်စရာ ကောင်းလွန်လှသည့်ဖေစာကိုကျမတို့တငယ်ချင်းတစုဖတ်နေခြင်းအနားတွင်စိမ့်စိမ့်မရှိပါသူတို့သားသူတို့သမီးအမေနဲ့မိဘအမေများမှာကျမတို့မျိုးကဖေစာနဲ့အတူတူပင်ဖြစ်ပါတယ်ထိုင်စရာနေရာများကိုတီဘဲနှစ်ပတ်နဲ့ထိုင်ရန်ဖြစ်ပါတယ်ထို့နောက်အောင်နာစီမှာစာကြောင်းအချို့ကိုဆက်လက်ဖတ်ရှုလိုက်သောအခါ မိဘတို့ဝတ္တရားရှိသည်နှင့်အညီထိမ်းမြားမင်္ဂလာစောင့်နေပြီးဖြစ်ပါ၍မင်္ဂလာအခမ်းအဝဲသို့လူချင်းမင်းဇနီးမောင်နှံမှကြွရောက်ချင်းမြင်ပေးပါရန်ကဲမဲလေးစားစွာ ဖိတ်ကြားအပ်ပါသည်မိုးဆိုးမှနှစ်ယောက်အပြိုကြီးလေးယောက်တခုလက်တစ်ယောက်နဲ့တမီးငယ်တစ်ယောက်ပါသော ကျမတို့အဖွဲ့မှအဘယ်ကဲ့သို့များဇနီးမောင်နှံမဖြစ်နိုင်ပါယောက်ျားမရှိသော တနည်းမောင်ကျန်အဖွဲသာဖြစ်ကောင်းဖြစ်ပေမယ်။ဤစာကြောင်းများကိုစိန်စိန်ဖတ်မိမည်မထင်ပါ။လက်သေးတွင်ကုံစည်းဂျိုးများတမန်တက်ခါအကြည်ရဆိုခြင်းများကိုချွတ်ရန် အလပြင်းဆိုင်သို့တားနှင့်အတူတွားရောက်နေခြင်းဖြစ်ပါသည်။ဤစာပိုက်အားဖတ်မိသောကျမတို့မိမသားတတိုင်းသည်လည်းဤမင်္ဂလာဧကံပွဲကိုတွားသိရင်မတွားသိရင်စဉ်းစားချင့်ချိန်နေရပါပြီ။မတွားလျင်ဤကိစ္စအား စင်စင်သေးရောမယ်။တွားပြန်လျင်လေ။ဤစာစုအားဖတ်မိသူတတ်ဖတ်သူများကူညီစဉ်းစားပေးကြပါ။ဤမင်္ဂလာအခမ်းအမွဲတို့တွားသိရင်မတွားသိရင်ဟုတ်ကဲ့ပါရှင်။စာရေးဆရာမမတ်ကြီးဦးရေးသားထားတဲ့ဇနီးမောင်ကျန်းဆိုတဲ့ဝိတုတူလေးကဒီနေရာလေးမှာပဲပြည်ဆောင်သွားပြီဖြစ်ပါတယ်။နားဆင်သူအားလုံးသိချမ်းသာခြင်းကိုယ်ဤတမ်းပါခြင်းနဲ့ပြည့်စုံကြပါစေရှင်။